က်ဆရီစုမဝါဒီကူတရာမင်္ဂလာပါဒီနေ့ဇွန်လ17ရက်ဖရက် FI ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ကလလတစစ်ဦးစီးဌာနအောက်ကတည်ရင်ဝင်ထုတ်လုပ်ရေးဖြစ်ပြတူတပ်ဖွဲ့ကိုအတိအမတ်ပြုတဲ့တည်းမုံရွာတပိတ်ကောင်ဆောင်ကိုဝေမိုးနိုင်အပါဝင် နိုင်ငံရေးအကျဉ်းသားနေရာဝန်ကျင်ထောက်ပြောက်ခံရတဲ့တည်း မန္တလေးမြို့မှာလူငယ်အချင်းချင်းပြဿနာဖြစ်ရာကနေပြူစောတိကိုခေါ်ပြီးအနိုင်ကျထိုးနေတဲ့တဲ့စားတဲ့တဲ့င်းတွေအပါဝင်ဖရက်အဖယ်ရဲ့နေစတဲ့တဲ့င်းနဲ့နိုင်ငံတကာတဲ့င်းတွေကိုကြားရမှာပါပြဒူလက်နဲ့ထလို့ရီတပ်ဖွဲ့ကို green ပြည်လူမျိုးပေါင်းစုံပြဒူလူမျိုးရေးတပ်ဦး KNPLF ကလလာတာရဲ့စစ်ဦးစီအောက်ကတည်ရင်ဝင်လက်နဲ့ထလို့ရီအဖွဲ့အဖြစ်မနေ့ကဇွန်လ10ရက်နေ့မှာတည်ရင်ဝင်ထုတ်ပြန်ကြေညာထားပါတယ် ပြည်သူထက်လို့ရေးတပ်ဖွဲ့ကို2023ခုနှစ်မှာရဲဘော်ခုနှစ်ဦးနဲ့စတင်ခဲ့တာဖြစ်ပြီး2022ခုနှစ်စက်တင်ဘာလမှာတော့အလဲပိုင်းတိုင်းစစ်သေးတာစစ်လက်နက်ခဲယံထက်လို့ရေးတပ်ဖွဲ့များအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏အတိအမှတ်ပြုခံခဲ့ရတယ်လို့သိရပါဗျ။မိခင်အဖွဲ့အစည်းကလာလာတာက ပြည်သူနဲ့တင်ရွေရက်တည်တဲ့အခါပြည်သူစစ်လက်နက်ခဲယံထက်လို့ရေးတပ်ဖွဲ့ကမိခင်အဖွဲ့အစည်းရဲ့အောက်ကိုပြန်ဝင်လာခဲ့တာလို့လည်းသိရပါဗျ။ မုံရတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ခေါ်ပန်တာအပါအဝင်နိုင်ငံရေးအကျဉ်းသား200ဝန်းကျင်ကိုမုံရထောက်ကနေမန္တလေးဥပိုထောက်ကိုမနေ့ကဇွန်လဆင်းနေနေ့မနေ့ပိုင်းမှာပြောင်းရွှေ့ခံလိုက်ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်ဦးကဖရက် FM ကိုပြောပါတယ်။ မန္တလေးဥပုအကျဉ်းထောက်ကပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလုတ်ခဲခဲ့တဲ့ငလင်ကြီးကြောင့်အဆောက်အုံပြည်စီပြိုကျမှုတွေရှိနေတဲ့အတွက်လုံချုံရည်နဲ့တဘာဝဘေးအန္တရာယ်ခံနိုင်တဲ့အနေအထားမရှိတဲ့စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့သူကဆိုပါတယ်မန္တလေးဥပုထောင်မှာနိုင်ငံရေးအကျဉ်းသား2000ကျော်ရှိနေကပြီးခဲ့တဲ့မတ်လကလုတ်ခဲခဲတဲ့ငလင်ကြီးကြောင့်နိုင်ငံရေးအကျဉ်းသား49ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီကတော့ထောက်သွင်းအခြေအနေတွေကိုတည်တင်းအမောင်းချထားခဲ့ပါတယ်။ ထောက်ပြောင်းခံလိုက်ရတဲ့မုံရသပိတ်ကောင်ဆောင်ကိုဝေမိုးနိုင်ကိုစစ်ကောင်စီကပုံမှန်905ကကြီး6မှုရစဒန်ကြီးပုံမှန်148ပုံမှန်25အပါဝင်ပုံမှန်10ခုကျော်နဲ့တရားစွဲဆိုပြီးထောက်တန်း84နှစ်6မှခံထားရတယ်လို့သိရပါဗျာ။ မန္တလေးမြို့မှာလူငယ်တွေအချင်းချင်းလူမှုကွန်ရက်မှာပြဿနာဖြစ်ရကနေလူငယ်6ယောက်ကအပေါင်းဖော်ဖြစ်တဲ့ဖြူစောတီပြည်သူစစ်နေရောက်ကိုခေါ်ပြီးချမ်းအေးသားစံမြို့နယ်လမ်း80ဘောကတရုတ်ပုံကြောင်အနီးတနေရနဲ့ကေရော်ဂျီနာမှာလူငယ်၄ဦးကိုအနိုင်ကျင့်ပြီးထိုးနှက်မှုဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ17ရက်မိုးလွဲတနိုင်ဝန်းကျင်လောက်မှာအသက်23နှစ်အရွယ် ်ပြူစောတီအပါဝင် လူငယ်၈ယောက်ကသူတို့နဲ့ပြဿနာဖြစ်ခဲ့တဲ့လူငယ်၄ယောက်မှကိုစိုက်ကယ်နဲ့လိုက်ပြီးထိုးနေခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဆိုပါပြဿနာဖြစ်ကြတဲ့လူငယ်တွေဟာမန္တလေးမြို့ပေါ်ကဒေသခံတွေဖြစ်ကြပြီးအရိုက်ခံရတဲ့လူငယ်လေးဦးဟာအသက်၁၈နှစ်ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့သိရပါဗျ။မန္တလေးမြို့မှာဆိုရင် လိုင်စင်မရှိတဲ့ကားဆိုင်ကယ်တွေကိုဖမ်းဆီးတာတွေလည်းရှိနေပြီးပြူစောထီးတွေကအတိအကဖမ်းဆီးနေရလို့သိရပါဗျ အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါတောင်ကိုရီးယားနိုင်ငံရဲ့ကုတ်သွေးရေးဝန်ကြီးအသစ်ယိုဟန်ဂူဟာအမေရိကန်နဲ့ကုတ်သွေးရေးဆက်တွယ်မှုတွေကိုမြန်မြန်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့တောင်ကိုရီးယားရဲ့ကုတ်သွေးရေးဆက်မှုနဲ့စွန့်အင်ဆိုင်ရာအရေးကိစ္စတွေကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်တယ်လို့သိရပါဗျ။ကုတ်သွေးရေးဝန်ကြီးအသစ်ယိုဟန်ဂူဟာတောင်ကိုရီးယားသမ္မတဟောင်းမူဂျေအင်အစိုးရလက်အောက်မှာ ုံတွေ့ရေးဝန်ကြီးအနေနဲ့တာဝန်ထမ်းဆောင်ဖို့တူဖြစ်ပြီးနိုင်ငံအတွက်အကျိုးရှိတဲ့ကုံတွေ့ရေးရလဒ်တွေရလာအောင်ဂျူပန်းသွားမယ်လို့သူကပြောပါတယ်အမေရိကန်နိုင်ငံမှာဒေါ်နယ်ထရပ်သမ္မတဖြစ်တော်ဝန်ထမ်းဆောင်ချိန်ကစပြီးကုန်သွယ်ရေးအခွင့်အရေးတိုးမြင့်ောက်ခံနေတာကြောင့်ကမ္ဘာနိုင်ငံတွေကစီးပွားရေးလုပ်ငန်းတွေဆုံးရှုံးမှုတွေများနေရတာဖြစ်ပါတယ်။ဒီတဲ့ရင်ကို KPS သတင်းဌာနကကိုးကားဖော်ပြထားတာပါ။ ယူကရိန်းသမ္မတဇလန်စကီဟာဇွန်လ15ရက်နေ့ကနေ16ရက်နေ့အထိကနေဒါနိုင်ငံမှာကျင်းပမဲ့ G7 ထိပ်တည်အစည်းအဝေးကိုတက်ရောက်ဖို့စီစဉ်ထားပြီးအဲ့ဒီအစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံဖို့မျှော်လင့်နေလို့မနေ့ကဇွန်လ12ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောပါဗျာ ဇလန်စကီကအဲ့ဒီအစည်းအဝေးမှာယူကရိန်းအပေါ်ဆက်ပြီးထောက်ခံဖို့ရုရှားအပေါ်ပိတ်ဆို့မှုနဲ့ပတ်သက်တာနဲ့ယူကရိန်းပြန်လည်တိစောက်ရေးအတွက်ငွေကြေးထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးသွားမယ်လို့ပြောပါတယ်။ G7 ထိပ်တည်အစည်းအဝေးမှာယူကရိန်းသမ္မတဇလန်စကီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ဂျာမနီဝန်ကြီးချုပ်တို့ပါဝင်မှာဖြစ်ပြီးအဲ့ဒီအစည်းအဝေးမှာရုရှားအပေါ်ပိတ်ဆို့မှုတွေနဲ့ယူကရိန်းအပေါ်စစ်ရေးနဲ့ငွေကြေးထောက်ပံ့မှုတွေဆက်ပြီးဆောင်ရွက်မှုအပေါ်အရေးကြီးတဲ့ဆွေးနွေးမှုဖြစ်လာနိုင်ပါတယ်။ ီတဲ့ရင်ကို ရိုက်တာတင်းဌာနကကိုးကားဖော်ပြထားတာပါဒီနေ့ဇွန်လ17ရက် Federal Appeal နေ့စတဲ့တင်းနဲ့နိုင်ငံတကာတင်းတွေကိုကြားခဲ့ရတာပါကျွန်မအင်းဒီပါရှင်